ဟယ်လိုအားလုံးပဲမိင်္ဂလာပါဘိုးဘမချမ်းကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ရှေ့မှာကျွန်တော်တို့ဗောနောအကောင်းဆုံးနွေရာသီအပြောင်းအရွှေ့ခေါ်ယူမှုတွေအပြီးကျွန်တော်တို့ပြောခဲ့ကြတယ်လို့အခုဆိုလို့ရှိရင်နွေရာသီအပြောင်းအရွှေ့ရဲ့အဆိုးဝါးဆုံးခေါ်ယူမှုတွေကိုအက်သလက်တစ်ကပြောလာတဲ့နေရာတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမိင်္ဂလာပါဆိုတော့ရှေ့မှာမကြည့်ရသေးဘူးဆိုလို့ချင်းညီကတို့ကကြည့်လို့ရတယ်ဗောနောဆိုတော့တကယ်တမ်းကအဲ့ရှေ့မှာကျွန်တော်တိုက်တယ်မှာဘလို့ရေးလိုက်လည်းမသိဘူးနော် of the season လို့ရေးလိုက်သလားမသိဘူးတကယ်တမ်းကဒါတရာသီလို့မဟုတ်သေးဘူးနွေရာသီအပြောင်းအရွှေ့ရဲ့ အကောင်ဆုံးဒါမှမဟုတ်အဆူဝါဆုံးခွင့်ယူမှုတွေအကြောင်းကိုပြောတာဆိုတော့ရှေ့မှာတိုက်တယ်မှားသွားလို့ကျွန်တော် sorry ပဲဆက်တမိုင်းเนาะဆိုတော့ off the season ဖြစ်နေသလားမသိဘူးဆိုတော့ဒါကလက်ရှိမှာဆိုလို့ရှိရင်ဒါနွေရာသီအပြောင်းရွှေ့ရဲ့အကောင်ဆုံးခွင့်ယူမှုတွေအပီလို့တဲ့နွေရာသီအပြောင်းရွှေ့ရဲ့အဆူဝါဆုံးခွင့်ယူမှုပေါ့ဆိုတော့ဒီနေရာမှာညီကရိုအမြင်လက်ရှိအချိန်ထိဆိုလို့ရှိရင်နွေရာသီအပြောင်းရွှေ့ရဲ့အဆူဝါဆုံးခွင့်ယူမှုလို့ပြောရင်ကောင်းနေမှာဘယ်အပြောင်းရွှေ့ကိုညီကိုတို့မြင်ကြလဲအဲဆိုဆွေးနွေးကြည့်ရပါအောင်ဆိုတော့အားလုံးပဲမင်္ဂလာပါမင်္ဂလာပါ အဲငွေတွေအများကြီးတုံးပြီးတော့ဗောနောငွေတွေအများကြီးတုံးပြီးတော့ကျွန်တော်တို့ဒါတန်းရာချီတွေပါလေကျွန်တော်တို့တုံးပြီးတော့ထင်လို့မဖြစ်တဲ့ကစားမတွေကျွန်တော်တို့ရှိတယ်နော်လုံးဝတပွဲမှမကစားသေးတဲ့ကစားမတွေကျွန်တော်တို့ရှိတယ်ငွေတွေအများကြီးတုံးပြီးတော့သို့သော်လည်းပဲဗောနောကျွန်တော်တို့ဒါငွေနည်းနည်းတုံးပြီးတော့တကယ် impact အများကြီးပြနေတဲ့ကစားမတွေလည်းကျွန်တော်တို့ရှိတယ်ဆိုတော့ဒီညွေရာဒီပြောပြီးခဲ့တဲ့ညွေရာဒီပြောင်းရွှေ့ရဲ့အဆိုးအဝါးဆုံးခွန်ယူမှုတွေကဒီ athletic ပေါ်ပြထားတဲ့ကျွန်တော်တို့ဗောနောအရာကိုကျွန်တော်တို့ကြည့်ရရင်ဒါကျွန်တော်တို့ရှိမှပြောလို့ပဲဒါက ဒီ athletic ကသူတို့ agent အယောက်20ကိုသူတို့ကပေါ့နော် survey လုပ်ခဲ့တာပေါ့လေအဲ့ဒီ agent ညီကတစ်ဆင့်နွေရာဒီရဲ့အဆူဝါဆုံးခေါ်ယူမှုကိုကျွန်တော်တို့ဒါဖော်ပြထားတာပေါ့နော်ဆိုတော့ဒီထဲမှာဘသူဖြစ်မယ်လို့ညီကတို့ထင်ကြလဲဆိုတော့လက်ရှိကျွန်တော်ကြည့်ကြည့်အောင်ကြည့်လိုက်မယ်ဆိုရင်ဒီနေရာမှာတွေ့တယ်လို့ပဲ agent အယောက်20ကပေါ့နော် agent အယောက်20ကကျွန်တော်တို့ဒီနွေရာဒီအပြောင်းရွှေ့ရဲ့အဆူဝါဆုံးခေါ်ယူမှုအဖြစ် Manchester United အသင်းရဲ့တိုက်စစ်မှု Benjamin Shesko ကိုကျွန်တော်တို့ဒါ ုံပေးထားတယ်အမြင့်ဆုံး6ယောက်ထိကျွန်တော်တို့ဗောနပုံပေးထားတယ်ရှက်ကူဟာမန်ချက်စတာယူနိုက်တက်ရဲ့အဆောပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ရဲ့အဆူဝါဆုံးခေါ်ယူမှုဗောနအဆူဝါဆုံးခေါ်ယူမှုဗောဆိုတော့ဒီထဲမှာเนาะဒီထဲမှာကျွန်တော်တို့အနေနဲ့โอเคဆိုတော့ဘင်ဂျမင်ရှက်ကူကလက်ရှိလောလောဆယ်မှာပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ရဲ့အဆူဝါဆုံးခေါ်ယူမှုဆိုရင်ဒီကောင့်ထက်ကျွန်တော်တို့ဗောနနဲနေတဲ့ဒီကောင်ထက်ပူကောင်းပါတယ်ဆိုပြီးတော့ခေါ်ယူထားတဲ့ကစားမားတွေရဲ့အနေထားကိုကျွန်တော်ကြည့်ကြည့်အောင်လက်ရှိလိုတဲ့မှာဆိုလို့ချင်း James Trafford ပေါ့ ထရက်ဖို့ဟာဘင်ဂျမင်ရှက်ကူနဲ့ရှင်မယ်ဆိုလို့ရှိရင်တို့လည်းရှိပေါ့နော်ပို့ကောင်းတဲ့ခွန်ယူမှုဖြစ်ရှိနေတယ်လို့ကျွန်တော်ပြောရမယ်ဘာလို့လဲဆိုတော့အဆိုးအဝါဆုံးပြည်သူတို့ကရှက်ကူကိုကျွန်တော်ကပုတ်ပေးထားတာကိုဒါပေမဲ့လို့ James Trafford ကအဆိုးအဝါဆုံးခွန်ယူမှုမဟုတ်ဘူးဒါပေမဲ့လို့လက်ရှိ James Trafford ရဲ့အနေအထားကိုကျွန်တော်ကြည့်ကြည့်အောင် James Trafford ဒီပေါင်သန်း40ကျော်ပေးခဲ့ရတဲ့ကစားမတယောက် Newcastle ကို week in week out သွားကစားလို့ရမယ်အခွင့်အရေးမျိုးသူ့မှာရှိခဲ့တယ် အဲဒါပေမဲ့လည်းလို့သူ့အနေနဲ့ Manchester City သူ့ရဲ့ Academy အောင် Academy ထွက်လာတဲ့အသင်းကိုသူပြောင်းသွားပြီးတော့ကစားခွင့်ရတယ်။အခုလက်ရှိဘာဖြစ်လဲဆိုတော့သူ့မှာ second choice keeper ဖြစ်နေပြီ။ဘာလို့လဲ Donnarumma ကျွန်တော်ရောက်လာလို့ကျွန်တော်တို့မှရောက်လာတဲ့အခါမျိုးဒီမှာ second choice မှာသူရှိနေတယ်ပြီးလို့ရှိရင်တေးကြတဲ့ကျွန်တော်တို့တကယ်တကယ်အရေးကြီးပါတယ်ဆိုတော့ပွဲဒီမှာဆိုလို့ရှိရင် ဒေဂျာပေါ့တနရူမားကိုကျွန်တော်မြင်ရမှာပဲဆိုတော့ပေါင်သန်း40လောက်ကျွန်တော်တုံးထားတဲ့ဂိုးသမားတယောက်ကိုဂိုးသမားတော့ဒါအောက်ဖီပလေယာမဟုတ်သေးဘူးနော်ပေါင်သန်း40ဆိုတာဂိုးသမားတယောက်တဲ့ပေါင်သန်း40ဆိုတာမနှဲပါဘူးဆိုတော့အဲ့လိုဂိုးသမားကိုအဲ့လိုဂိုးသမားရဲ့အပြောင်းရွှေ့ကိုကျွန်တော်ဒါအဆိုးဝါးဆုံးလို့ကျွန်တော်မမြင်ရဘူးဒုတိယနေရာမှာပဲကျွန်တော်ရှိနေတယ်အရင်၃ယောက်ကပဲဒီအပြောင်းရွှေ့ကတော်တော်လေးကိုစူးွားတယ်လို့မြင်ကြတကယ်တမ်းတွေးကြည့်ပြကမ္ဘာဖလားနှစ်ကျွန်တော်ဖြစ်နေပြီကမ္ဘာဖလားနှစ်ကျွန်တော်ဖြစ်နေပြီကျွန်တော်မနော်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဘယ်လိုပြောမလဲဒီ ဟိုဝါနဲ့ပတ်သက်လို့ရှိရင်ပွဲကစားခွင့်နဲ့ပတ်သက်လို့ရှိရင်အားလုံးကအကြီးပါနေရပြီဆိုတော့အခုလက်ရှိကဆက်စကူနဲ့ချက်ကူနဲ့ကျွန်တော်တိုင်းရမှာဗါလို့ချက်ကူဒီသူကအဆိုးဝါးသုံးလို့ပြောထားတာကိုဆိုတော့ James Trapp ရဲ့ situation ဒီချက်ကူတဲ့အများကြီးဆိုးတဲ့အနေထားပါတော့ကစားမအနေနဲ့သူတို့ကကံမကောင်းဘူးလို့ပြောရမှာပေါ့လေကစားမအပြစ်တော့မဟုတ်ဘူးပေါ့တိုးတိုးလေးပဲ Manchester City လုတ်ခဲ့တဲ့ဒီအပြောင်းအရွှေ့ကຫນွေရည်ပြောင်းအရွှေ့တစ်ခုတည်းမှာရင်ဂိုးသမား2ယောက်ကိုခေါ်တယ်ခေါ်တဲ့အခါကျတော့လေပထမခေါ်တဲ့ဂိုးသမားက ဟို channel အသင်းမှာ first line နဲ့ပုံမှန်နေရာရနေပြီးတော့သူတို့မှလည်း first line နဲ့ရနိုင်နေမယ်ဆိုတော့ရည်ရွယ်ချက်နဲ့သူတို့ခေါ်တယ်ပေါင်သန်း၄၀ကျော်ကျွန်တော်တို့ပေးရတယ်။ Sheffield ဒီ Manchester United ရဲ့ဦးစားပေး striker ပါလက်ရှိနောက်ဆုံးနှစ်ပွဲမှာ2ဂိုးတူသွင်းထားတယ်။မတူညီတဲ့ league ကနေလာတဲ့ကျွန်တော်အနေထားဖြစ်ပြီးတော့ဗောနော်ပေါင်သန်း80ဆိုတဲ့ကျွန်တော်တို့ဗောနော်ဒီ price tag ကိုကျွန်တော်ခေါင်းပေါ်ထန်းထားရတယ်။ Manchester United လို့တော်တော်လေးကိုစိုးစိုးဝါးဖြစ်တဲ့အသင်းမျိုးမှာသူ့အနေနဲ့ကစားနေရတယ်။ပြောရရင် အသင်းလုံးတိုင်ပတ်နေပဲဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကစားမတယောက်အဆင်ပြေဖို့ကမလွယ်ဘူး။ဒါပေမဲ့ James Trapp ကကျတော့အဲ့လိုမဟုတ်ခဲ့ဘူး။တကယ်အဆင်ပြေတဲ့အသင်းမှာကစားရတယ်။နော်အများအားဖြင့်သူ့အနေနဲ့အလုံးမရှုပ်တဲ့အသင်းမှာကစားရတယ်။ဘာလို့လဲဆိုတော့ Manchester City ကပြန်ပြက်ကိုကျွန်တော်ဖိအားပေးပြီးတော့ကျွန်တော်ကစားတဲ့အသင်းကိုသမားအတွက်အလုံးရှုပ်တာနည်းတယ်။တိုးတော်လည်းပဲအခုဆိုလို့ရှိရင်သူ့အနေနဲ့ပေါင်သန်း40ကျော်ပေးရတဲ့အနေအထားမျိုးမှာ Manchester City ကဒီကစားမကို second choice အနေနဲ့ပဲကျွန်တော်ပြောရတော့မှာ။ဒါဒီ imminent စူးရတဲ့အနေအထားမျိုးပါ။နောက်တစ်ခုကကျွန်တော် Wizard ဝိဇာကရဲ့အပြောင်းအရွှေ့ကလက်ရှိမှာ Newcastle အတွက်ပေါ့နော် ဒါလည်းဆိုအဆူဝါသူနေ့မှာကျွန်တော်မပါဘူးပေါ့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ရဲ့ကျွန်တော်ကကစားအရောင်းဝယ်တွေမှာအဆူဝါသူနေ့မှာမပါဘူးပေါ့ဆိုတော့ကျွန်တော်ပြန်ကြည့်ကြည့်အောင်ဝီဇာဒီပရီးမီးယားလိမှာအသားကြပြီးစားကစားမတယောက်ဖြစ်တဲ့26နှစ်29နှစ်ပဲကစားမတယောက်ကိုကျွန်တော်ကပေါင်တန်း90ကျော်ပြီးခဲ့ရတယ်ဘင်ဂျမင်ရှဲချ်ကူက22နှစ်ပဲကျွန်တော်ရှိနေသေးတယ်ဒါပေမဲ့ဝီဇာက26နှစ်စာချုပ်တက်တိုင်းက1နှစ်ပဲကျွန်တော်ကျန်တော့တာ စာချုပ်တန်တန်းကျွန်တော်တနည်းပဲကျွန်တော်တို့ကျွန်တော်တို့ဒါဒီနေရာမှာဘယ်တင်းကဘလူးကြောင့်ဘာညာတွေပဲဖြစ်ဖြစ်ဒါတွေကအချက်လက်တွေဆိုတော့တော့ညင်းမရဘူးဆိုတော့နော်29နှစ်ရွယ်ကစားမတယောက်စာချုပ်တန်တန်းတနည်းပဲကျွန်တော်တို့ကျွန်တော်တို့ပူဆူတာကဘာလဲဆိုတော့အခုဆိုလို့ရှိရင် Nick Watermara ကိုကြော်ပြီးတော့နေရာရပါမလားမသိဘူးနော်အဲ့ချက်ပူဆူတာကအခုဆိုတပွဲမှ Newcastle တွေမှာကစားရသေးဘူး injury ပြဿနာကြောင့်တချို့ကြတော့လေ LCN ကိုပြောကြတယ်ကျွန်တော်တို့မထင်ပါဘူးနော်လာမယ့်၃ဘက်လောက်တွေပြန်ကောင်းမယ်ထင်ပါတယ်ဒါပေမဲ့လို့ပြောချင်တာကပေါင်သန်း90ကျော်ပေးခဲ့ရပြီးတော့ဒီကစားမကို ရေးကြီးပါတယ်ဆိုတဲ့ပွဲစဉ်တွေလုံးဝမတုံးခဲ့ရသေးဘူးအခုဆိုလို့ရှိရင်အဲ့ဒီဟာပြီး Nick Walter Maragoba သူတို့ကခေါ်ထားတယ်ဆိုတော့ခါကြတော့သူ့ကိုကြော်ပြီးတော့နေရာရဖို့ကလည်းကျွန်တော်မလွယ်ဘူးဆိုတော့အဲ့ဒလိုအပြောင်းရွှေ့မျိုးကနော်ကျွန်တော်22နှစ်အရွယ်နဲ့29နှစ်အရွယ်ပြီးရင်ကျွန်တော်နေနေပေါ့နော်ကျွန်တော်သာပေါင်တန်း80နဲ့ပေါင်တန်း90အဲ့မဲ့လက်ရှိမှာဟိုကောင်ကဂိုးတွေသွင်းပြီးတော့ပုံမှန်ပွဲကစားကွင်းတွေကျွန်တော်ရနေပြီဒီကစားမအတွက်ကကျွန်တော်အနေနဲ့လက်ရှိချိန်ကြီး injury ပြဿနာတွေရုံးခင်နေရတော့မယ် အဲ့လိုကစားမရဲ့အပြောင်းရွှေ့ကအဆိုးဝါးဆုံး transfer မှာရှိမနေဘဲနဲ့ဘင်ဂျမင်ရှက်ကူကကျွန်တော်တို့အဆိုးဝါးဆုံး transfer မှာရှိနေတယ်ဒါကတခုနော်နောက်တစ်ခုကကျွန်တော်တို့နည်းနော်ဆိုတော့ Jaden Sancho ဒီကစားမဖြစ်တည်းပဲလောက်ခလာစာကိုကျွန်တော်တို့နည်းနေပေါ့နော်ပေးရတာမလွယ်ပါဘူး Aston Villa အတွက်ပြန်ပူဆိုးတာကဒီကစားမကို Aston Villa ကလုံးဝတုံးလို့ရမနေဘူးအခုချိန်မှာအဆင်ပြေနေဘူးဘူနာနိုတေအငှားနေလားမသိဘူးကျွန်တော်တို့တွားကစားတယ်ဒါပေမဲ့လည်းဒီကစားမက Champions League ကစားချင်လို့ဘာညာနဲ့ကျွန်တော်လာတယ်ပြည်တနာကသူ့ကို Champions League လူစင်းနဲ့တောင်မထည့်ဘူး ို့တော်လည်းပဲဒါကတော့ဗောနော injury ပြဿနာတွေပါတွေကြုံနေလို့အခုဆိုလို့ရှိရင်တော့ Champions League လူဆင်းတဲ့ဒီမှာပါတယ်တကယ်လို့ Chelsea အနေနဲ့တကယ်တကယ်လူဆင်းနေအပြည့်အဝကျွန်တော်ရလာပြီဆိုတော့ ਨੇ exam ကကျွန်တော်အနေနဲ့ Champions League တွေပါတွေကစားတော့မှာမဟုတ်ဘူးလူဆင်းနေပါတော့မှာမဟုတ်ဘူးနောက်တစ်ခု Evan Ferguson Connor Cody เนาะ Carges Carges လောလောဆယ်မှာဆိုလို့ရှိရင် Liverpool အသင်းမှာပုံမှန်ပွဲကစားခွင့်ရနေတယ်ဒါပေမဲ့လို့ဗောနော Robertson ကိုပြန်သုံးသွားတဲ့အနေအထားမျိုးတွေဒီကျွန်တော်ကြုံနေရတယ်လို့ Carges အနေနဲ့လည်းအရင်ကောင်းတဲ့ performance လို့ကျွန်တော်တွေ့တာဆိုလို့ Arsenal နဲ့တပွဲပဲရှိတယ် ကျန်တဲ့ပွဲစဉ်မှာဒီကစားမကဘလူးမန်ကိုအဆင်ပြေးမနေဘူးเนาะဒါအပြင်အိုမာရီဟက်ချင်းဆန်လုံးဝမကစားရသလောက်နှီးပါပဲမကစားရသလောက်နှီးပါပဲကျွန်တော်တို့သွားနေရတာပြီးရင်ကျွန်တော်တို့နေနေပေါ့เนาะအေဗာတန်ရဲ့ဘက်ကကျွန်တော်တို့ခေါ်ထားတဲ့ဆောက်တန်တန်ကလူငယ်ကစားမလေးဘယ်သူလဲဒီ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 အဲ့ကောင်လေးရှိတယ်လေကျွန်တော်တို့ပေါင်တန်းတရာပညာဆိုပြီးတော့เนาะသူနီးသူတို့နီးပြကတော့မှပြီးရတဲ့နှစ်တည်းတုန်းကရောက်အားချောင်ထားသေးတယ်လေပေါင်တန်းတရာပြီးမှရမယ်ပညာဆိုပြီးတော့အခုဆိုလို့ရှိရင်ကျွန်တော်ဝါပဲပြီးလိုက်ရတယ် အဲ့တော့ဘာမှအခုချိန်ကြီးမကစားရသေးဘူးကောင်းကောင်းမွန်မွန်။နော်ဂျီမီဂေတင်းချယ်ဆီအသင်းအတွက်ဒါအသင်းယူရမှားသွားတယ်လို့ကျွန်တော်တို့အေဂျင့်တွေကတော့ယုံကြည်ထားတယ်။ဒါပေမဲ့လို့ကျွန်တော်ပြောချင်တာကဒီထဲမှာဆိုလို့ရှိရင်ဘယ်သူတွေကျန်သေးလဲ list ထဲမှာ။နော်အန်တိုနီမန်ချက်စတာယူနိုက်တက်ကိုကျွန်တော်တို့ပြောင်းသွားအာငါးသွားအဝယူနိုက်တက်ကနေသွားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒန်ဂိုဒန်ဂိုကကောင်းနေပါတယ်ပုံမှန်ပါ။ပြီးရင်ကျွန်တော်တို့ Florian VS ပရီးမီးယားလေးကျွန်တော်တို့နေကစားပြီးတဲ့အချိန်မှာဂိုးပေါက်လည်းမရှိဖန်တီးမှုလည်းဂိုးပေါက်လည်းမသွင်းဂိုးလည်းမသွင်းနဲ့ဖန်တီးမှုလည်းမလုပ်နိုင်ဘူး။ Benjamin Shechko နဲ့တူတူပဲ။ ဘင်ဂျမင်ရှက်စကူနဲ့တူတူပဲကျွန်တော်ပြောင်းလာတဲ့ league ကဆိုတော့ဗောနော Florian VS ကကျွန်တော်အနေနဲ့ Premier League မှာအသားကြားဖို့သူတို့တွေဗောနော်အချင်းယူပါအောင်မယ်ဆိုပြီးတော့ဒီ Athletic က minute 40လောက်ရှိတဲ့ podcast တခုကိုသူတို့အနေနဲ့ဗောနော်သူတို့ဒါမိတ်လှုပ်ထားတယ်ဒါအပြင်ကျွန်တော်တို့ဗောနော်အာ Florian VS က fighter ပါဆိုပြီးတော့ကျွန်တော်ပြောရင်းနဲ့လည်းကျွန်တော်ဝါလောက်ထားတယ်နော် Liverpool team ဟာ transition မှာရှိနေလို့ဆိုပြီးတော့လည်းကျွန်တော်ကာကွယ်ထားတယ်ဒါပေမဲ့လို့သူ့လူမျိုးပဲကျွန်တော်တို့ဗောနော်တကယ် ဘယ်လိုပြောလဲဂျာမန်ဘွန်ဒက်စလီဂါကနေပြီးတော့ပဲအတူလာတာပဲเนาะသူ့ထက်ပိုဆိုးတဲ့အသင်းမှာကစားနေရတယ်မန်ချက်စတာယူနိုက်တက်ဆိုတာလက်ရှိလီဗာပူးအသင်းတက်ဘာမှတည်ငြိမ်မှုပိုပြီးတော့သားမနေဘူးအကုန်ဆိုးပါတယ်ဆိုတော့လိဂ်မှာကစားနေအသင်းမှာကစားနေရတယ်ဒါပေမဲ့အဲ့ဒီကစားသမားလောက်တော့မှစွမ်းဆောင်ရည်ကုန်ပြမထားသေးဘူးဆိုတော့ကျွန်တော်အဲ့ဒီကစားမကအဆိုးအဝါဆုံး transformer မှာရှိမနေဘူးပြီးရင်ပေးရတဲ့ဈေးကလည်းနောက်ထပ်30လောက်ပိုများတယ်ဒီကစားမတွေအသက်ရွယ်ကတူတူပဲလာတဲ့လိဂ်ကလည်းတူတူပဲဒါပေမဲ့ကိုစီရောက်သွားတဲ့လိဂ်ဆိုလို့ရှိရင် ဘင်ဂျမင်ရှက်ချ်ကူကတော့မှပူဆိုးတဲ့အသင်းကိုသူပြောင်းသွားသေးတယ်။နောက်တစ်ခုကကျွန်တော်တို့နေအလက်ဇန္ဒားအစ်ဆက်ပရီးမီးယားလိမှာအန်ဝင်ခွင့်ကြဖြစ်ပြီးသားကစားသမားပေါင်တန်းတရမောက်ပါဒေါ်လာတန်း150နီးပါးလောက်ပျောက်ပေးရတဲ့ကစားသမားနော်ကျွန်တော်တို့ကနျူကာဆင်နဲ့လေ့ကျင့်ငယ်နေပါလိမစင်းခဲ့လို့ပဲပြောပြောဘာလို့ပဲပြောပြောလက်ရှိချိန်မှာလီအလက်ဇန္ဒားအစ်ဆက်ရဲ့အပြောင်းရွှေ့ကအခုနေထားကျွန်တော်တို့ကြည့်ရင်အခုအနေထားကျွန်တော်ကြည့်ရင်လုံးဝလုံးဝကိုအဆူဝါးသွင်းနေမှာပါလေလို့ကျွန်တော်ပြောရမယ်။ဘာလို့လဲ?ပေးရတဲ့ဈေးလက်ရှိအသက်ရွယ် တူကျင်လေခဲ့ပြီးသားလိဂ်နဲ့ရှူဂို AKTG လို့ဂျာမန်ဘွန်ဒက်လီဂါကလာတဲ့ကစားမတောင်မှကြော်ပြီးတော့ကျွန်တော်ပွဲကစားဝင်မရဘူး။ဒါပေမဲ့ no 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 ဒီကောင်လေးကအဆူပါဆုံးခေါ်ယူမှုမဟုတ်ဘူး။ဘင်ဂျမင် ရှက်ကိုနောက်ဆုံးနှစ်ပွဲမှာနှစ်ဂိုးသွင်းထားတယ်။နော်ဒါအပြင် Manchester United ရဲ့တိုက်စစ်မှာဆိုလို့ရှိရင်သူဟာလုံးဝပုံမှန်ပွဲကစားဝင်ရတဲ့ကစားမတယောက်ကျွန်တော်ဖြစ်နေပြီ။ဒါအပြင်ဂိုးတွေလည်းသွင်းထားတယ်။အသင်းပေါ်မှာကျန်တဲ့ impact တွေလည်းကျွန်တော်ရှိနေတယ်။အဲ့ဒီကစားမကိုပဲငါတို့အဆူအဝါဆုံးခေါ်ယူမှုဖြစ်လောက်ကြဆိုဟေးဆိုပြီးတော့ကျွန်တော်တို့ဒါ article တခုရေးချလာသလိုပဲ နော်ဘာတွေဖြစ်လာလဲဆိုတော့ပြီးခဲ့တဲ့နေ့တွေက Ruin Amorin နဲ့ပတ်သက်တဲ့ကျွန်တော်တော့ပြတဲ့အရန်တက်ခဲ့အပြီးမှာလောလောဆယ် Amorin ကိုနှစ်နှစ်ထပ်ပြီးတော့အချိန်ပေးမယ်လို့စာချင်းကပြောပြီး topic တွေမရှိတော့တော့ဒါမျိုးကြလာသလားလို့တော့ကျွန်တော်ထင်ရတယ်။နော် Athletic ကဆိုတဲ့အခါကျတော့ကျွန်တော် Athletic ကိုပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့နော်ဒါတော်တော်ကိုဘယ်လိုပြောမလဲဒီလုံးဝ quality ဝါတွေပဲကျွန်တော်မြင်တာဒါပေမဲ့သူတို့ကဒါတစ်နှစ်တစ်ခါလောက်တာတစ်နှစ်တစ်ခါလောက်တာပေါ့နော်ပြီးခဲ့တဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကဆိုလို့ရှိရင် Harvest ကိုသူတို့ကအဆိုးအဝါးဆုံးခေါ်ယူဘာညာတွေတောင်ပြောကြသေးတယ်အဲဒီတုန်းကဆိုရင် ်သူပြောချင်တာကဒီ exact တို့လူကစားမားတွေ Florian VS တို့လူကစားမားတွေနောက်ပြီးလို့ရှိရင်ကျွန်တော်တို့က Wizard တို့လူကစားမားတွေနော် James Trafford တို့လူကစားမားတွေကိုကြော်ပြီးတော့အဆိုးအဝါဆုံးခေါ်ယူမှုက Manchester United ရဲ့ Benjamin Sheshko ကိုပေါ့ဗျာဆိုတော့အခါကျတော့လေကျွန်တော်ဒါမျိုးတွေပြုံလာပြီဆိုတော့ညီကတို့ဘလို့မြင်ကြလဲနော်ကျွန်တော်တို့အနေနဲ့အဆိုးအဝါဆုံးပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့ရဲ့ခေါ်ယူမှုကဘယ်သူဖြစ်မလို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးပါတယ်